ဝေးပို့ပေါ့အနီရောင်စာတိုက်ပုံးလေးတဲ့ကမပေါ်ပြစ်ခဲ့တဲ့စာရီတဘာပေါ်မှာဖြစ်ပေါ်တဲ့ထူးဆန်းတဲ့ကိစ္စရပ်တွေကစိတ်ကူးရင်ဖန်တီးထားတဲ့ဝတ္ထုဇာတ်လမ်းတွေထက်ပိုအများကြီးပို့ပြီးတော့လေးနက်နေလေးရှိပါတယ်ဒီနေ့ကကဘာပေါ်မှာအမှန်တကယ်ဖြစ်ပေါ်ခဲ့ပြီးတော့ထူးဆန်းပြီးတော့အပြေရှာမရနိုင်တဲ့သမိုင်းဝင်အကြောင်းတစ်ခုကိုပြပြသွားမှာပါ 1918ခုနှစ် Strasbourg မြို့မှာဖြစ်ပွားခဲ့တဲ့ကိစ္စရပ်တစ်ခုပါအဲ့နေ့ကအာမန်နေ့တစ်ခုလို့ပါပဲကိစ္စရင်းနေဖွင့်နေဖះချောင်းကနေပြီးတော့ခေါင်းဆောင်တန်နေမိလာတယ်လူတွေကသူတို့လုံးဆရာရှိတဲ့ကိစ္စရက်တွေထဲမှာပုံမှန်လှုပ်ရှားသွားလာနေကြတယ်။အဲ့ချိန်မှာ အမျိုးသမီးတယောက်သူ့နာမည်က From Trophy ရတဲ့သူကလမ်းပေါ်ကိုဖွက်ပြီးတော့ရုတ်တရက်ကြီးကခေါ်လိုက်တယ်အဲ့ဒီအချိန်ကာလကပွဲတော်ကာလလည်းမဟုတ်ဘူးပြီးတော့တေးကီရာတန်တွေလည်းမရှိနေဘူးဒါပေမဲ့အဲ့ဒီအမျိုးသမီးကမရက်မနာဘူးကနေတော့တယ်သူကနေလာနာရီပိုင်းကြာသွားတယ်။ဒါမဲ့သူကကမြေတိုင်းဆက်ပြီးတော့ကနေတယ်။ အနည်းနာမှာရှိတဲ့သူတွေကဘာဖြစ်နေရလဲဘာဖြစ်နေရလဲဆိုပြီးတော့တိတိုးပြောပြီးတော့တချို့ကလည်းရှိကြတယ်တချို့ကလည်းကြောက်လို့ဆိုပြီးတော့ဖေးအားကိုဝတ်ပြုပြီးတော့ဆူတောင်းကြတယ်အချိန်လေးကုန်သွားပြီးတော့နေ့ရနေညဖြစ်လာတယ်ဒါပေမဲ့အဲ့ဒီမျိုးသမီးကတော့ဆက်ပြီးတော့ကနေတော့မယ်ဒုတိယနေ့ရောက်လာတော့သူ့သမီးပြင်တခြားသူတွေပါပါလာတယ်လူက10ယောက်12ယောက်လောက်ဖြစ်နေတယ်သူတို့ကအုပ်စုဖွဲ့ပြီးတော့ကနေကြ ီတတန်တွေမရှိပေမဲ့ထူးဆန်းတဲ့အစည်းချက်တစ်ခုမှာသူတို့ဟာကနေထားသလိုပဲလူတွေကဘာဖြစ်နေရလဲဘာဖြစ်နေရလဲမိကုံးတွေမေးကြပေမဲ့ဘသူကမှဘာဖြစ်နေမှန်းတော့မသိဘူးဘသူကမှလည်းမရှင်းပြနိုင်ဘူးကနေကြတဲ့သူတွေကကုဆတ်ယောဂတစ်ခုလိုမျိုးပဲတယောက်ကနေတယောက်ကိုကုဆတ်နေတယ်လို့မျိုး အခြေအနေကပိုပြီးတော့ဆိုးလာနေတယ် တပတ်လောက်ကြာတော့လမ်းပေါ်မှာ ကနေတဲ့လူပေါင်းကတရာနီးပါးဖြစ်လာတယ်။သူတို့ကနေတဲ့ပုံစံမျိုးကပျော်ရွှင်စရာကောင်းမနေဘူး။တရရောက်ကအမိန်ပေးစီခိုင်းနေတယ်လို့အချမ်းဖတ်ခံနေရတယ်လို့ငင်းဆန်မရတဲ့အချိန်တွေတစ်ခုမှာကနေကြတဲ့ပုံစံမျိုးဖြစ်နေတယ်။လူတွေကလဲကြတယ်။ပြီးလို့ရှိရင်ပြန်ထပြီးတော့ဆက်ကြတယ်။တချို့ကနာကျင်လုံးလို့ဆိုပြီးတော့အော်ဟစ်ကြတယ်။ ချို့တွေဆိုလို့ရှိရင်ခြေထောက်တွေကနေတန်ရာတွေဖြစ်ပြီးတွေးရတော့ထွက်နေပြီမြို့တွေမှာတဖြည်းဖြည်းနဲ့လူတွေကကြောက်လန့်နေကြတယ်သူတို့ကြောက်လန့်ရတဲ့အဓိကအကြောင်းရင်းနှစ်ခုရှိတယ်တစ်ခုကကြတော့ဒီလူတွေဘာဖြစ်လို့ဘာဖြစ်နေမှန်းမသိတာကိုကြောက်နေကြတာနောက်တစ်ခုကတော့ဒီကနေတဲ့လူအုပ်ကြီးကြတဲ့ကိုကိုယ်တိုင်ရောပတ်ဝင်သွားနိုင်လားဆိုပြီးတော့ကြောက်နေကြတာ ဘာကိုကြောက်လို့ကြောက်နေကြမှန်းမသိတဲ့အခြေအနေမျိုးပေါ့လေမြို့ရတောင်ဝင်ရှိသူတွေကအကြက်ရိုက်ကုန်ကြတယ်သူတို့ဘာလုပ်လို့ဘာကန်ရမှန်းမသိတော့ဘူးအဲရောမြို့ရတောင်ဝင်ရှိတဲ့သူတွေကဆရာဝန်တွေနဲ့တိုင်ပင်နေဆရာဝန်တွေကတော့စိတ်ပညာရတာဟာဆုံးအတက်လည်းမဟုတ်ဘူးစိတ်စားလည်းမဟုတ်ဘူးလို့ပြောတယ်စိတ်ပညာအယူဆအရတော့တွင်းနဲ့ဆိုင်တဲ့ယောဂတစ်မျိုးလို့သူတို့ကအယူဆကြတယ် ဒီရောဘာကိုဘယ်လိုကုရမလဲဒီအခက်ခဲကနေဘယ်လိုကြော်လွှားရမလဲဆိုတော့ဆရာဝန်တွေကသူတို့အခုကနေရထပ်ကိုပို့ပြီးတော့ကခုံခိုင်းရမယ်တဲ့ဆရာဝန်တွေရဲ့ဆုံးဖြတ်ချက်ကိုရုပ်တရက်နားထောင်လိုက်ရင်အယံကိုရက်စက်နေတယ်လို့ပဲဘာလို့လဲဆိုတော့ကနေတဲ့သူတွေကအခုတင်ကိုအယံကိုပင်ပန်းပြီးတော့တန်းရရအောင်ရနေကြပြီနောက်ဒီထပ်ပို့ပြီးတော့ကခုံခိုင်းရမယ်ဆိုတော့ဘာတွေများဆက်ဖြစ်မလဲလို့မြို့တောင်ရှိသူတွေကလည်းစိုးရိမ်သွားတယ် ဒါမဲ့လည်းဒါဟာယုတ်တိအရှိဆုံးအကြောင်းအရာဖြစ်မယ်လို့လည်းတွေးမိပြန်တယ်။ပြီးတော့ဝေးချေစရာလည်းသူတို့မှတိတ်မရှိဘူး။မြို့လယ်မှာဆင်တစ်ခုစောက်တယ်။ဒီတာသမားတွေကိုငားတယ်။ professional အကသမားတွေကိုခေါ်လာတယ်။ဒီလိုမျိုးဂီတသံနေနဲ့လူစုလူဝေးလိုက်ကခုံလို့ရှိလို့ရှင်ဒီအခက်ခဲအကျက်တွေကနေလွတ်မြောက်လိမ့်မယ်လို့သူတို့ကမျှော်လင့်ထားကြတယ်။ဒါပေမဲ့သူတို့မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူး။ သူတို့ထင်ထားတာတွေရဲ့ဆန့်ကျင်ဘက်တွေဖြစ်သွားခဲ့တယ်။ဒီတော့တဲ့ ਨੇ professional ခခြေသေးတဲ့ကြောင့်ခတဲ့သူတွေကပို့ပြီးတော့များလာတယ်ပို့ပြီးတော့ဆိုးရွားလာတယ်။လူတရာကျော်ကနေရာနေပြီးတော့အချိန်တို့အတွင်းမှာလူ400ကျော်ဖြစ်သွားတယ်။အဲ့လူတွေကတော့နေရောညပါကခုံနေကြတယ်။တချို့ကပင်မလွန်းလို့မူးမိပြီးတော့လဲကြသွားတယ်။တချို့ကတော့လေဖြတ်တာလိုမျိုး ရုတ်တရက်ကြီး ပိုင်းငင်းနေဖြစ်သွားတယ်။တချို့ကတော့နှလုံးရက်တလိုမျိုး ရုတ်တရက်ကြီးတေဆုံးသွားတယ်လို့လည်းအမှတ်တမ်းတွေမှာတွေ့ရတယ်။မြို့တစ်ခုလုံးကနားမလည်နိုင်ခြင်းနေနဲ့ရှုပ်ခွေးသွားတယ်။ဒါဘာကြောင့်ဖြစ်တာလဲ။လူတွေစိတ်ပိုင်းဆိုင်ရာပြဿနာရှိနေရလား။ယောဂါတစ်ခုခုခံစားနေရတာလား။ဒါမှမဟုတ်လို့ရှိရင်တဘာဝလွန်ကိစ္စတခုခုများလူတွေရပေါင်းများစွာလမ်းတွေပေါ်မှာ နေရောညပါ မနာမနေကိုဖတ်ဖို့နေကြတာတချို့ကလဲကြသွားတဲ့ထိတချို့ကတန်းရာတွေရသွားတဲ့ထိတချို့ကနာမကျန်းဖြစ်တဲ့အထိတချို့ဆိုတေသွားတဲ့အထိပဲဒါတွေဘာကြောင့်ဖြစ်ရတာလဲဒီသမိုင်းဖြစ်ရတဲ့ပတ်သက်ပြီးတော့သူတေသနာလုပ်ထားကြတဲ့စစ်တမ်းတွေကဘာမှအများကြီးရှိပါတယ် ဒါပေမဲ့ဘဲတီအိုရီဘဲစစ်တန်းကမှတော့တိတိပပပအဖြေပေးနိုင်လာမျိုးတော့မရှိပါဘူး။နီးစပ်တယ်လို့ထင်ရတဲ့စစ်တန်းတွေသာရှိပါတယ်။ဒီထက်ရမှာအနီးစပ်ဆုံးလို့ယူဆကြတဲ့အဓိကသီအိုရီ၃ခုကိုအတူတူလေ့လာကြည့်လိုက်ရအောင်။သီအိုရီ၁ဘာသာရေးနဲ့ဆက်စပ်တဲ့ဂျိန်းစာ။ အဲ့ဒီခေတ်ကာလကစိန့်ဗီတက်ဆိုတာအကသမားတွေဖျော်ပြေးသမားတွေရဲ့နာယကသူတော်စင်တစ်ပါးဒါပေမဲ့သူမကြိုက်တာလုံးမိတာအမားပြုတ်လုံးမိတာမျိုးတွေဆိုလို့ရှိရင် သူက လူတွေကိုထိမရတဲ့အကနဲ့အပြစ်ပေးတတ်တယ်၊ကျင်စာတိုက်တတ်တယ်လို့ယုံကြည်ကြတယ်။အခုလိုလူတွေရက်ပေါင်းများစွာ မရက်မနာကနေကြတာကစိန့်ဗီတက်ပေါ်မှာ အမားတစ်ခုခုကျူးလွန်မိလို့သူမကြိုက်တာတစ်ခုခုကိုလုံးမိလို့ကျင်းစာတိုက်ခံရတာလို့တချို့ကယူဆကြတယ်။အဲဒါကြောင့်မယံမနာကနေတဲ့သူတွေကတချို့ကိုစိတ်ဝီပြက်စီရဲ့ဖျားเจ้าကိုခေါ်သွားတယ်။ပြီးတော့ဖုံးတော်ကြီးတွေကဝစ်ပြုတ်စုတောင်းပြီးတယ်။တန့်ရှင်းတဲ့ရင်နဲ့ပတ်ဖြန်းပြီးတယ်။ဘာသာရေးထုံနှန်းစင်လာတွေလှုပ်ဆောင်ပြီးခဲ့တယ်။ မှတ်တမ်းတွေရအဲ့ဒီလိုပြုလုပ်လိုက်လို့သက်သာသွားတဲ့သူတချို့လည်းရှိတယ်လို့တွေ့ရတယ်။ဒါပေမဲ့ဒါကလည်းတရားရာဂိုင်းလုံးမှန်ကန်တဲ့ theory တော့မဟုတ်သေးပါဘူး။ဒုတိယ theory အစိတ်သင်ပါမုတ်နောက်ထပ် theory တစ်ခုကတော့အစိတ်သင်နေတဲ့ပါမုတ်ကြောင်းလို့ယူဆကြတယ်။ August ဆိုတဲ့မုတ်တစ်မျိုးကပါမုတ်ထဲမှာအစိတ်ဖြစ်စေတယ်တဲ့။အဲ့ဒီမုတ်က ဂျုံစပားနဲ့ကောက်နံနေမှာအဓိကကန့်ညင်နေတတ်တာဒီမိုကိုစားမိလို့ရှင်အာယုံကြောစနစ်နဲ့တွေးလေပန်းမှုကိုထိကိုက်စေတယ်တကယ်မရှိတဲ့အရာတွေကိုမြင်အောင်စေတယ်ကြွက်သားတွေတုံခါစေတယ်နိုးနေရင်လည်းအိမ်မက်ဆိုးထဲမှာပိတ်မိနေသလိုဖြစ်တတ်တယ်လက်တွေခြေထောက်တွေရားရံတတ်တယ်ပူလောင်တတ်တယ်သွေးစည်းဆင်းမှုတွေပိတ်ဆို့ပြီးတော့ခြေလက်အင်္ကာတွေပုတ်တိုးတာတွေလည်းဖြစ်တတ်တယ် အိတ်ထပ်ပိုဆိုးလို့ရှိရင်တော့စိတ်မထိန်နိုင်လားဒါမှမဟုတ်အသက်သေးဆုံးတဲ့ထီအောင်ဖြစ်တတ်တယ်လို့တွေ့ရတယ်လူစုလူဝေးလိုက်ရက်မရတဲ့ဒီအကယောဂါကဒီမိုအစိတ်သိမ့်မှုကြောင့်လို့တမိုင်းပညာရှင်တချို့ကယူဆကြတယ်ဘာလို့လဲဆိုတော့ဒီမိုစားမရင်ဖြစ်တဲ့တကယ်မရှိတဲ့အရာတွေကိုမင်းရောက်လာကကမရက်တဲ့ယောဂါနဲ့စင်တူနေတယ်လို့တို့ကထင်လို့ပဲဒါပေမဲ့ဒီ theory က အငင်းပွားစရာတွေရှိနေတော့မှာပဲဒီမိုးကိုစားမိလို့လူတွေကဖျားနာစေတယ်လမ်းတော်မလျှောက်နိုင်တော့ဘူးဆိုရင်ဒီလူတွေကဘာလို့ရက်ပေါင်းများစွာမရက်မနာကခုံနေနိုင်တာလဲပေါ့တတိယ theory စိတ်ဖိစီးမှုအဲ့ဒီခေတ်ကာလအဲ့ဒီဒေသမှာအခက်အခဲပြဿနာတွေအများကြီးရှိခဲ့တယ်။ယောဂါကုသမှုတွေ၊စိဉ္ဉေမွဲတွေမှုတွေ အစားအသောက်မလုံလောက်မှုတွေဒီလိုမျိုးခက်ခဲတဲ့အခြေအနေမျိုးမှာ လူတွေရဲ့စိတ်ဖိစီးမှုကမြင့်တက်နေပြီးတော့ပောက်ကွဲထွက်သွားတာဖြစ်မယ်လို့တချို့ကယူဆကြတယ်။တယောက်ကစပြီးတော့စိတ်ထွက်ပေါက်အနေနဲ့ကလိုက်တာကိုတခြားသူတွေကပါလိုက်ကရင်လည်းမျိုးတစ်ခုလုံးဒီထဲမှာအပဝင် စီးမျောသွားတယ်လို့လည်းယူဆကြတယ်။ 1518ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဥဆွတ်တတ်တဲ့အကယောဂါကကမ္ဘာသမိုင်းမှတ်တမ်းနေတယ်ထူးဆန်းတဲ့အဖြစ်အပျက်ဖြစ်မှတ်တမ်းတင်ကျန်ရှိနေတော့မှပဲဒါကမြင်ရတဲ့အရာနဲ့မမြင်ရတဲ့အရာကြားစီမင်းလျာဘလောက်ထိပါလျရဲဆိုတာကိုပို့ပြီးတော့သိတာမြင်တာစေပါတယ်နောက်တစ်ပတ်မှလည်း 在外面做事也搞呢，深山里的建筑厂没。